ဆော်မိုင်းရတန်ရရှိခဲ့တဲ့လင်းရောင်နေနဲ့တန်ရအမျက်ဆုံးပြင်းနဲ့တက်တာဖို့ပဲမျောလင်းရမှာဖြစ်ပါတယ်။ကိုစစ်တော်မြန်မာသင်းတောင်းကံပေါ်ခံအခွင့်ရမယ်ဗျာ။တောင်းကံပေါ်ဒီကပ်ပြီးတော့ရင်မာတင်မင်းအထူးပိုင်းလက်ကမ်းပြီးကြောပြန်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ဒီနေ့မှာထက်တူအောင်ပဲ ို့အတွက်သူ့နာကွင်းတဲ့အထိအင်တိုင်းအားတိုင်းရောက်ရှိနေတဲ့ပြည်သက်တွေအတွက်ဒီနေ့မှာအပေါ်ပြေအတွင်းကိုတော့ထပ်ပြီးတော့မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒီမှာသင်ရတော့သူရဲ့အားသာတဲ့တောင်းကမောတွေအမြင့်မောတွေနေပဲဒီချိန်မှာတော့ရရှိလာတဲ့တောင်းကမောကနေပဲခုဆောင်ကိုတမဲ့ပြည့်ဥသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒီမှာအသင်းကသူတို့အနေနဲ့တကယ်အောင်အားသာတဲ့အနေထားအနေနဲ့တုံးချနိုင်တဲ့အသင်းအသင်းဖြစ်လေရက်တည်နေခဲ့ရဖြစ်လို့ဒီနေ့ပွဲစဉ်မှာတော့စီရီယာအသင်းကိုဥဆောင်ကိုတွေ့ယူပြီးတော့ထမင်းအကောင်းဆုံးပုံစံနဲ့ပဲဥဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ် ီချိန်မှာမြေတွေးပုံမြေတွေးနေထိုင်ရတော့မြမသိရဲ့တင်းကောင်းသာအောင်တရားရဲ့ပါနေမှုကိုလည်းမြေတွေးခဲ့ရတယ်ဖြစ်ပါတယ်။ဒါကြောင့်မို့မြမသိရဒီနေ့မှာတော့စီးရီးယားအသင်းကိုတကိုးတကိုးနဲ့ဆက်လက်ပြီးတော့ဥဆောင်ထားနေစေလည်းဖြစ်ပါတယ်။ဆော်ပိုင်းရဝိမေသအနေနဲ့တရားအနာတရားရရှိပြီးတော့ထောက်ခေါက်သွားချိန်မှာတော့သူ့အတွက်ဝန်သားစရာသတင်းတကောင်တစ်ခုလည်းဖြစ်ပါတယ်